မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းငလင်ကြီးအတွက်ပြန်ပြီးဆက်အမယ်စစ်ကောင်စီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းငလင်ကြီးကြောင့်အဖို့တန်လူအသက်ပေါင်းများစွာထိဆုံးခဲ့ရတာကိုတွေးမိလိုက်တိုင်းကျွန်တော်စိတ်ထဲမှာပြင်းထန်တဲ့ခံစားချက်နှစ်ခုဖြစ်ပေါ်လာတဲ့ဝန်နေကြည်ကွဲမှုနဲ့ဒေါသတို့ပေါင်း ငလင်ကြီးမတိုင်ခင်ကတည်းကအာနာလူစစ်အုပ်စုပြီးကြောင့်ဗတ်ပေါင်းဆောင်ချက်တင်းနေတဲ့ပြည်သူတွေကငလင်ကြီးမှာပြည်သူထောင်ပေါင်းများစွာတည်ဆောင်ကြရတယ်လို့ရုပ်ဝတ္ထုဆုံးရှုံးပျက်စီးမှုကလည်းကြီးမားလွန်းတဲ့အတွက်ဝန်နေကြေကွင်ရပါတယ်တချိန်တည်းမှာအရင်အစိုးရရီအထူးသဖြင့်ရွှေကောက်ခံရတအစိုးရပညာရှင်တွေကမြင်းငလင်ကျိုတင်ကာကွယ်ရေးအတွက်လုပ်ခဲ့တာတွေအားလုံးကိုမင်းအောင်နိုင်ဦးဆောင်တဲ့စစ်အုပ်စုကဖျက်ဆီးပစ်တာကြောင့်အဖိုးတန်လူအသက်တွေအများကြီးဆုံးရှုံးကြရလို့အာနာသိန်းစစ်ကောင်စီပေါ်အမျက်တော်တာထွက်တာပေါ့တိုက်အောက်တွေမှာပြိမိနေတဲ့ပြည် ည်သူတွေကိုအချိန်မီကဲထုတ်ဖို့စစ်ကောင်စီကစိတ်ဝင်စားပြီးဘုံကျဲမှုနဲ့ငလင်ပင်းကိုနိုင်ငံရေးအမျက်ထုတ်ဖို့အတွက်ပင်အလင်းမြန်အားထုတ်ခဲ့တာပါ။ဒါအကြောင့်မတည်တင်ပေပြည်သူတွေအများကြီးထပ်မံတည်ဆောင်းရတာကဘလို့မှခွင့်လွတ်ပေးလို့မရတဲ့ရာဆွေးမှုကြီးပါ။ဒါဟာ2008နာဂင်မုံတိုင်းကြီးဝင်ရောက်ပြီးစစ်အာဏာရှင်ပိုချုပ်မှုကြီးတန်ရွှေကနိုင်ငံတကာအကူအညီတွေကိုချက်ချင်းဝင်ရောက်ခွင့်မပေးလို့မုံတိုင်းတင့်ပြည်သူတွေအရေးပေါ်အကူအညီအချိန်မီမရပဲတည်တာနဲ့တော့ခက်ဆင်ဆင်ရဲပါ။တိုင်းအောင်မှာရပ်ပေါင်းများစွာပိတ်မိနေရင်ကဲပေးဖို့တစားစား ောင်ဟင်အကူညီတောင်းနေရင်အချိန်မီမကယ်နိုင်လို့တည်ဆောင်းရတဲ့သူတွေအဖြစ်ကကျွန်တော်တို့အားလုံးကိုရှင်ကွဲပလက်ဖြစ်အောင်နာကျင်စေပါတယ်စစ်တပ်သားအာဏာမသိမ်းခင်ရင်ပြည်သူကိုတံပိုးထားတဲ့အရသာအစိုးရတွေလက်ထက်မှာဆိုရင်ဒီငလင်ကြီးလောက်ခန့်ရင်လည်းပြည်သူတွေအခုလောက်တည်ကြည်ပြည့်စည်ကြရမှာမဟုတ်ပါဘူးအဖိုးတန်လူအသက်တွေကိုအများကြီးကယ်တင်နိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့ဒီအတွက်လည်းခိုင်မာတဲ့အချက်အလက်တွေရှိပါတယ်စကိုင်းငလင်ကျော်ပေါ်မှာဖင်ခုထိုင်ထားတဲ့မြန်မာနိုင်ငံမှာအခုလိုငလင်ကြီးတွေလုံမယ်ဆိုတာမြင်းငလင်ပညာရှင်တွေဘူမိပညာရှင်တွေအင်ဂျင်နီယာတွေကအ ကြိုတင်တွက်ဆထားခဲ့ကြပါတယ်။ဒါကြောင့်လည်းဆယ်စုနှစ်ပေါင်းများစွာကလေးကအကြိမ်ကြိမ်တတိပီးခဲ့ပါတယ်။သကိုင်းပြည်ကြီးကိုစတင်တွေ့ရှိခဲ့တဲ့ဒေါက်တာဝင်းစွေလည်းတတိပီးခဲ့ပါတယ်။မ ညီငန်လင်းကော်မတီဝင်ကိုစတင်တည်ထောင်ခဲ့သူတွေကတအုပ်ဖြစ်တဲ့ဦးတန်းမြင့်လည်းတတိပေးခဲ့ပါတယ်ထင်ရှားလာတဲ့မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်လည်းတတိပေးခဲ့ပါတယ်အခုနောက်ဆုံး2025မတ်လဆန်းမှာပဲညီငန်လင်းပညာရှင်စိုးသူရထွန်းကလည်းစကိုင်းပြည့်ရီတခြားအနာဂတ်မှာတုံလာမဲ့ညီငန်လင်းကြီးအတွက်တတိပေးခဲ့ကြပြောခဲ့ကြပါတယ်ပညာရှင်တွေရဲ့အကြံပြုချက်တွေကိုစင်အာနာရှင်တွေကတော့အလေးမထားပါဘူးဒါကို2008ခုနှစ်မှာကြုံခဲ့တဲ့နာဂတ်ဆိုင်ကလုံးမုန်တိုင်းနဲ့အခုစကိုင်းငလင်းကြီးတို့ကပို့ပြီးထင်ရှားစေခဲ့ပါတယ် 2015ရွှေကောက်ပွဲနိုင်ရွှေကောက်ခန်းအရသာအစိုးရလက်ထက်မှာတော့ပညာရှင်တွေရဲ့အကြံပြုချက်တွေကိုတန်ဖိုးထားခဲ့ပါတယ်။ဒါကြောင့်အရသာအစိုးရလက်ထက်မှာအမျိုးသားစဉ်ငလင်ပင်းအနေနဲ့ကြိုတင်ပြင်ဆင်နေတုံ့ပြန်ရေးစီမံချက်ကို2018ခုနှစ်ကစတင်ရေးဆွဲပြုစုပြီး2019မှာမူဝါဒထုတ်ပြန်ခဲ့ပါတယ်။မြင်းငလင်ပင်းကြီးကျုံလာရင်အဖို့တန်လူအသက်တွေပြက်စီးဆုံးရှုံးမှုနဲ့ပေါအောင်ဘလို့တုံ့ပြန်မလဲဘလို့ပညာပေးမလဲဘလို့ကြိုတင်လေ့ကျင့်မလဲစတာတွေအသေးစိတ်ပါဝင်ပါတယ်။ငလင်ကြီးလှုပ်ပြီးရင်ပထမဦးဆုံး က်24နာရီဘလို့အသက်တွေကဲမလဲပထမဆုံး82နာရီဘလို့လုံမလဲပထမဆုံး9ရက်ကိုဘလို့တုံ့ပြန်မလဲပြည်သူအသက်တွေကဲတင်မလဲဆိုတာအသေးစိတ်ပါဝင်ပါတယ်ပြီးတော့ဒါရီဟာဆောင်ရွက်ပေါ်ကစီမံချက်တွေမဟုတ်ပဲလက်တွေ့ဇက်တိုင်နေကျင်တာပြည်သူတွေကိုပညာပေးတဲ့အဆင့်ထိရောက်ခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့စစ်ကောင်ဆောင်နေအာဏာသိမ်းပြီးတဲ့နောက်မှာနိုင်ငံရဲ့ပြည်သူကာကွယ်မဲ့အစီအမံတွေအရင်မြစ်တွေမှာအမိုက်ပုံနေရောက်ကုန်မှာတော့တယ်ဒါအပြင်ရွှေကောက်ခံရှက်သားအစိုးရကတဘာဝ BNN ရဲ့ကာကွယ်ရေးအတွက်တမိုင်းတရှာပထမဆုံးချင်းခင်မီကေစိန ်ယဟန်ယင်တစည်းဝဲပေးခဲ့ပါတယ်။တဘာဝဘီအရေးပေါ်ကဲစင်ယဟန်ယင်ကိုစေအောင်စုကနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကိုအာဂတိလိုက်စားမှုပုံမှန်တက်ပြီးတရားစွဲဖို့အသံပြုခဲ့ပါတယ်။ပြည်သူအတွက်ဝယ်ထားတဲ့ယဟန်ယင်ကိုစေအောင်စုကသိမ်းယူသွားပါတယ်။2024စက်တင်ဘာလမှာရှိကြီးတုံးကရောအခုစကိုင်းကလင်ဘေးမှာရောအဲ့ဒီယဟန်ယင်ကပုံမလာပဲပြောက်ကွယ်သွားပါတယ်။ အလားတူအယက်သားအစိုးရဟာတဘာဝ BNE ကျူတင်ကာကွယ်ရေးအတွက်အရေးပေါ်ရှန်ပုံငွေ7ဘီလီယံ400ကျော်ရတာခဲ့ပါတယ်။စစ်ကောင်စီကဒီငွေတွေကတန်ငွေတွေအလုံးကိုတင်ယူပြီးစစ်တပ်နဲ့နှိစက်တဲ့လုပ်ငန်းရှင်တွေတိုင်းနှစ်ပြည်နယ်ကစစ်ကောင်စီအဖွဲ့ဝင်တွေကိုခွဲဝေပေးခဲ့ပါတယ်။အခုငလင်ကြီးကျုံတဲ့အခါစစ်ကောင်စီကကေစိန်စနေတကြားမလုပ်ဘဲနိုင်ငံတကာနဲ့ခရိုနီတွေစီကအကူအညီတောင်းခံတာကိုအရင်ဆုံးလုပ်ခဲ့ပါတယ်။တကယ်တော့နိုင်ငံတကာကိုအကူအညီတောင်းခဲ့တာကလည်းနေပြည်တော်ပြည်စည်းလွန်လာရင်အာဏာလုထားပြီးပြည်သူကိုနှိစင်တတ်နေတဲ့အတွက် နိုင်ငံတကာရဲ့ဖိတ်ကျင်ခံထားရမုံငလင်းအကြောင်းပြုနိုင်ငံတကာရဲ့အတိမတ်ပြုမှုရကျင်နိုင်အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။ပို့ဆိုတာကတော့ရေးပြီးမှရောငလင်းပြီးမှပါစစ်တပ်ရင်ရဟန်းရင်လီရင်တွေကိုအသုံးပြုပြီးပြည်သူအသက်ကယ်တာဟန်ဆောင်ပတ်ဆောင်တော်တစ်ချိန်မှမရှိခဲ့ပါဘူး။အဲ့ဒီအစားငလင်းလုတ်ပြီးမိနစ်ပိုင်းအတွင်းမှာပဲရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုကိုပုံကျဲသွားပါတယ်။စကိုင်းတိုင်းချောင်းဦးကိုပုံကျဲပါတယ်။နိုင်ငံတကာကယ်ဆယ်ဖွဲ့တွေကုညီဖွဲ့တွေလာရောက်ချိန်မှလည်းအဲ့ဒီဖွဲ့တွေကအသက်ကယ်တဲ့အလုပ်တွေလုပ်ငါတို့ပုံပတ်ကျဲမယ်လို့ပြောထားတယ် ထင်ရအောင်စစ်တပ်ကကင်းစိမှာဘာမှမလုပ်ဘဲနိုင်ငံတော်ဘုံပဲပကြဲပါတော့တယ်အရသာအစိုးရတွေလက်ထက်မှာဆိုရင်ရောတလောက်ဖြားအပြင်းနဲ့ငလင်လုံရင်ပြည်သူတွေတည်ကြည်ပျက်စီးမှာပဲမလားလို့အမေးရှိနိုင်ပါတယ်ဒီလောက်အာကြီးရဲ့မြင်းငလင်လုံရင်ပြည်သူတွေတည်ကြည်ပျက်စီးမှာမှန်ပြီးမယ်အခုလောက်တိတ်ဆုံးပျက်စီးမှုဆုံးရှုံးမှုမများနိုင်ပါဘူးရွှေကောက်ခံအရသာအစိုးရကကြိုတင်ပြင်ဆင်ထားတဲ့အတိုင်းကြိုတင်ကာကွယ်ရေးလုပ်ခဲ့ရင်ငလင်ဘေးကြုံချင်းတုံ့ပြန်ရမယ်အစင်တွေအတိုင်းစနစ်တကျလုပ်ခဲ့မယ်ဆိုရင်တိုက်အောက်တွေမှာပြိမိနေတဲ့ပြည်သူတွေအများကြီးကိုကဲထုတ်ထားနိုင်ခဲ့မှာ ာဖြစ်ပါတယ်။ရေကောက်ခံအစိုးရဖြစ်တာမို့နိုင်ငံတကာအကူအညီတွေလည်းမြန်မြန်ဆန်ဆန်နဲ့ပို့ရမှာဖြစ်ပါတယ်။ပို့ရေးကြည့်တာကအရေးပေါ်ကေဆိုင်လုပ်ငန်းတွေကိုပြည်သူတွေကရောအယက်သားအစိုးရကပါအခုထပ်ပို့ပြီးမြန်မြန်ဆန်ဆန်တီရောက်ရောက်အများကြီးလုံနိုင်ခဲ့မှာတည်ကြပါတယ်။ဒါကို2020ကမ္ဘာကပ်ရောဂါကိုဗစ်နဲ့ရင်ဆိုင်ရာချိန်မှာပြည်သူနဲ့အစိုးရတို့ကအကောင်းဆုံးမှတ်တိုင်တွေစိုက်ပြခဲ့ပြီးဖြစ်ပါတယ်။မြေငလင်တွေဟာဘယ်တော့လုံမလဲဆိုတာအတိအကျခန့်မှန်းပြောလို့မဖြစ်နိုင်သလိုမြေငလင်မလုံအောင်လဲဘယ်နည်းပညာနဲ့မှမတားဆီးနိုင်သေး ေပါဘူးဒါပေမဲ့ငလင်လုံရင်တည်ဆုံးထိခိုက်ပျက်စီးမှုတွေကိုရှော့ပါအောင်ကြိုတင်ကာကွယ်လို့ရပါတယ်စေအုပ်စုကတော့မြင်းငလင်ကြိုတင်ကာကွယ်ရေးဆိုတာအာနာလူထားတဲ့လေးနှစ်အတွင်းဘယ်တော့ကမှစဉ်းစားခဲ့ပုံမရပါဘူးကြိုတင်ကာကွယ်ရေးကတော့ဗလာနတ်တီပါဒါကြောင့်လေနေပြီးတော့အပါဝင်မန္တလေးစကိုင်းစားတဲ့မြို့တွေငလင်တန်းအကြီးအကျယ်ခံလိုက်ရချိန်မှာစစ်ကောင်စီကဘာမှမလုပ်တတ်တော့ပါဘူးဒီအချိန်အာနာတင်ကောင်းဆောင်လုပ်တတ်တာကတော့ကြောက်စဲမြို့မှာငလင်ကျောင်းပြိုကျလူနီနီကျောက်တုံးကြီးကိုမိုင်းခွဲပြီးဖြိုမချပဲကွန်ကရစ်ပြီးလက်မြေလောင်းပြီးထားရမယ်ဆို ိုတဲ့အကြံဉာဏ်မျိုးတွေလှုပ်တတ်တာပဲဖြစ်ပါတယ်။ အာနာလူကောင်ဆောင်ရဲ့ပြည်သူတွေရဲ့အသက်တန်ဖိုးမထားပဲရွှေချထားတဲ့ကြောက်တုံးကြီးကိုပို့တန်ဖိုးထားနေတာကြောင့်ဒေသခံတွေကတော့ကြောက်တုံးကြီးပြူကြမယ်ပြီးဆိုရင်တော့ကရီများနေကြပြီဖြစ်ပါတယ်။ဒါအပြင်တောင်ကြီးမြို့ကိုပြည်သားစုလိုက်ပြေးပြီးရွှေဖုံဖွင့်စီတွေကိုထိတင်ပြီးရတရာချီတာမျိုးမှာတော့မင်းအောင်လိုင်ကခြေသွတ်လက်သွတ်ရှိပါတယ်။ဒါကြောင့်မင်းအောင်လိုင်ကစကိုင်းကလင်းကြီးမှာတိုင်းပြည်ကိုအထင်အောင်ကြိုတင်လှုပ်ကြံနေတည်ရခံဖြစ်ပါတယ်။တိုင်းအောင်မှာပြိမိနေတဲ့ပြည်သူတွေအချိန်မီကဲမထုံနိုင်လို့တည်ပြီးမှငလင်တဲ့ဒေသတွေကိုဟန်ရေးပြဖို့ရှောက် ွားနေုံနဲ့လူစွမ်းကောင်းလုပ်မရပါဘူးတလောင်းနဲ့တဘာဝဘင်းအတွက်ကြိုတင်ကာကွယ်အစီအစဉ်တွေကိုဖျက်ဆီးခဲ့ပြီးတိုင်းပြည်ကိုခံအားနည်းအောင်လုပ်ခဲ့တဲ့အဓိကတည်ရခံကိုခွင့်လွှတ်ပေးလို့မရပါဘူးအခက်အခဲမျိုးစုံကြကအချင်းချင်းရှိုင်းပင်းကူညီခဲ့ကြတဲ့ပြည်သူတွေရဲ့စေတနာမြတ်တာနဲ့စာနာမှု စကိုင်းငလင်ကြီးမှာအထူးကြီးကျူစရာပါဒါပြင်အရေးပေါ်အကူအညီနဲ့ပြန်လည်ထူထောင်ရေးအတွက်နိုင်ငံတကာအစိုးရတွေနဲ့အဖွဲ့အစည်းတွေကအကူအညီပေးတာတွေအတွက်ကျေးဇူးတင်စရာကောင်းလာပါတယ်။ဒါပေမဲ့တကယ့်စိန်ခေါ်မှုတွေကတရှိမှလာတော့မှာပါစကိုင်းငလင်ကြီးကြပျက်စီးဆုံးရှုံးမှုပမာဏဟာအလွန်ကြီးမားလွန်းလာပါတယ်။အာနာသိန်းစစ်အုပ်စုကြောင့်တိုင်းပြည်စည်းဝါပြတ်နေတယ်လို့ပြည်သူများစုဟာနေစဉ်အသက်ရှင်ရေးအတွက်တောင်းမနေရုံးကန်နေရတဲ့အခြေအနေမျိုးမှာပြန်လည်ထူထောင်ရေးကိုဘယ်လိုလုပ်ကြမလဲ။ဒလောင်အခတိလိုက်စားပြီးပြည်သူကိုတန်ဖိုးမထားတဲ့စစ်အုပ်စုလက်အောက်မှာဘယ်လို ့ပြန်လည်ထူထောင်ရေးလုပ်ကြမလဲဆိုတာအဓိကစိန်ခေါ်မှုဖြစ်လာပါတယ်ဒီအတွက်ကျွန်တော်ရဲ့အမြင်ကတော့ရှင်းပါတယ်နိုင်ငံတကာကဘလောက်အကူအညီတွေပေးပြီးအခုစစ်ကောင်စီရှိနေသမျှပြန်လည်ထူထောင်ရေးကောင်းကောင်းမလုပ်နိုင်ဘူးလို့ယုံကြည်ပါတယ်ပြန်လည်ထူထောင်ရေးထိထိရောက်ရောက်လုံဆောင်နိုင်ပြီးပြည်သူတွေဘဝအရင်ကလိုပုံမှန်ပြန်ဖြစ်ဖို့ဆိုရင်တော့စစ်အုပ်စုပြုတ်သွားမှာပဲဖြစ်မှာပါဘာကြောင့်လဲဆိုရင်ပြည်နိုင်ငံကဘယ်အဖွဲ့အစည်းတွေကပဲလာကူကူကုသမျှအကူအညီအလုံးဟာ ပြည်သူတွေစီအနည်းငယ်ပဲရောက်မှာဖြစ်ပါတယ်စစ်ကောင်စီစီစစ်ကောင်စီနဲ့ဆက်ဆက်သူတွေစီသာအကူအညီတွေအများဆုံးစီစဉ်သွားမှာပါဒါကို2008နာကင်ဆိုင်ကလုံးမုံတိုင်းပြန်လည်ထူထောင်ရေးကာလမှာလေကျွန်တော်တို့အားလုံးတွေ့မြင်ရပြီးဖြစ်ပါတယ်အခုအချိန်ကြီးကတော့နာကင်ထက်တောင်ပို့ဆိုးပါတယ်နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုတွေပြင်နိုင်ငံဧရိယာရဲ့ထက်ဝက်ကျော်ဆုံးရှုံးထားရတာမို့စစ်ကောင်စီဟာငွေရပေါက်တွေအရင်လောက်မရှိတော့ပါဘူးတစ်ချိန်တည်းမှာအာဏာလက်မလွတ်ရဖို့စစ်အုပ်စုကလီယင်စီနဲ့လက်နက်ခဲယမ်းတွေဝယ်ဖို့စစ်တိုက်ဖို့ဒေါ်လာနဲ့နိုင်ငံခြားငွေတွေအငန်း မ်းမီယာလိုအပ်နေချိန်မှာနိုင်ငံတကာစစ်ကောင်စီကိုတိုက်ရိုက်ပြီးမဲ့အကူအညီဆိုတာတွေကစင်ပါဇက်နှံပတ်တယ်လို့ပဲဖြစ်နေမှာဖြစ်ပါတယ်ဒီအချက်ကိုနိုင်ငံတကာကလည်းရှင်းရှင်းသိဖို့အရေးကြီးပါတယ်ဒါကြောင့်စကိုင်းကလင်ကြီးပြီးခဲ့တဲ့တန်ရာတွေကိုပြန်လည်ထူထောင်နိုင်ဖို့ဆိုရင်တော့စစ်ကောင်စီပြုတ်ကြအောင်အရှင်အားစိုက်ကျူးပန်းရမယ်နီလန်တကူတာရှိပါတယ်စစ်အာဏာရှင်ကိုဖြုတ်ချနိုင်ပြီဆိုရင်တော့ပြည်သူတွေရဲ့စုပေါင်းအားနဲ့မြင်းငလင်ပြန်လည်ထူထောင်ရေးအပါဝင်အနာဂတ်မှာတုံလာမင်းစိန်ခေါ်မှုတွေကိုရှင်းဆိုင်ဖြတ်ကျော်နိုင်မယ်လို့ယုံကြည်ကြောင်းရှိသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင် Uh. Oh.